မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်အခုတင်ဆက်ပေးမှာကတော့ Inter Milan နဲ့ Barcelona တို့ရဲ့ပွဲကတော့ Night of High Drama လို့ပဲတင်စားသတ်မှတ်ရမှာပါနောက်တဲ့စလုံးကမြုံနိုင်လောက်အောင်အပြန်လန်ကိုရီတင်းခဲ့ကြပြီးတကိုးပိုသွင်းနိုင်တဲ့အင်တာမီလန်ကချန်ပီယံလိဘူပွဲကျင်းပမယ်မြို့နဲ့မြို့ကိုသွားခွင့်လက်မရရှိသွားပါတယ်။အခုပွဲမှာခြေပေါကိုသွင်းခဲ့တဲ့အချာပြီးအနံကိုသွင်းခဲ့ Forest Taxi လို့ထပ်ပို့ပြီးချီးကျူးကျင်တာကအသက်36နှစ်အရွယ်ဆွစ်ဇာလန်ကိုသမားကြီးဆွမ်းပါပါပဲ။တကယ့်ကိုမော်ဝင်လက်ဆန်းပြသပြီးတော့ဘာကရဲ့ဂိုးဝင်ဖို့69ရာခိုင်နှုန်းထိတင်ကြတဲ့အခွင့်အရေး3ချိန်လောက် ကို Bit Safe လုပ်သွားလို့ Inter Milan တို့ Alliance Arena ကွင်းစီချီတက်ခဲ့ရတာပါ။လုံငယ်များတဲ့ဘာစီလိုနာခံစစ်ကဂိုးတွေအလွယ်တကူပေးခဲ့ရတယ်လို့အင်တာမီလန်ကလည်း532 block ကစားတာတောင်ကြောက်စရာကောင်းလောက်အောင်ထပ်မြန်လုံးနဲ့ဘာစီလိုနာတိုက်စစ်ကိုမထိန်ချုံနိုင်ခဲ့ပါဘူး။ ဘာစီလိုနာနဲ့နှစ်ကြော့မတိုင်ခင်အင်တာမီလန်အသင်းခံစစ်ကချန်ပီယံလိ၁၂ပွဲမှာ၅ခုသာပေးခဲ့ရပြီးဒီအသည့်ချန်ပီယံလိရဲ့ defensive record အကောင်းဆုံးဖြစ်ခဲ့ပြီးမယ်အခုဘာစီလိုနာနဲ့နှစ်ပွဲမှာပဲ၆ဂိုးထိပေးခဲ့ရပါတယ်အင်တာမီလန်အသင်းက without the ball အနေအထားတွေမှာသူတို့ကစားပုံက protect proactive ဖြစ်ပြီးတော့အဖွင့်ကိုကဘာစီလိုနာကွင်းဘက်ချမ်းမှာ high press လုပ်ရင်းနဲ့ almost ဘောလုံးပြတ်သွားတာကနေဒီမာကိုက Danfries ကြီးထိုးပြီး Danfries ကကိုယ်တိုင်မကန်မဲ့ လွတ်လွတ်ကျွတ်ဖြစ်နေတဲ့ Lotero Martinez ကို ပြန်ချိုးပေးနေတာကနေ Lotero Martinez ကကန့်သွင်းခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပန်နေတီကနေ Chahano Glue ကဒုတိယဂိုးသွင်းခဲ့တာကြောင့် Inter Milan ကိုဘောလပွဲတက်ပြီးလို့ထင်ကျင်စရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပထမအကြော်တုံးကဒါပေမဲ့ပထမအကြော်တုံးကလိုပဲဘာစီလိုနာတင်းက2-0ဂိုးပြတ်အရှုံးကနေပြန်လာနိုင်ခဲ့ပြီး Eris Garcia က Danny Olmo ကခြေပကို88မိနစ်မှာ ရာဖင်ညာကတက်တရာကိုတွေတွင်ခဲ့လို့ပွဲချိန်ဝင်ရှာကဘာစီလိုနာအသင်းစီပြန်ရင်းလာပါတယ်။ဘာကာပိုလိုပွဲတက်ပြီးလို့ထင်နေကြပါပြီ။အင်တာမီလန်ပရိသတ်တချို့ဆိုရင်ကွင်းထဲကနေပြန်ထွက်သွားပါပြီ။သူတို့အသင်းပြန်မလာနိုင်တော့ဘူးလို့ယုံကြည်သွားခဲ့တာပါ။ဘောလုံးပွဲကိုဘာစီလိုနာတက်ပြီးလို့ရေးသားတော့မဲ့မီဒီယာတွေကလည်းအသင်းဖြစ်နေခဲ့ပါပြီ။အဲ့ဒီအချိန်မှာအင်တာမီလန်ကခြေပါကိုပြန်သွင်းလိုက်ပါတယ်။အရာရာကပြောင်းလဲဖို့ဖြစ်လာခဲ့ပြီးတော့မော်ဆန်နဲ့ချန်ပီယံလိညာတညကိုထပ်မြင်တွေ့ကြရပါတော့တယ်။ အင်တာမီလန်က2-0နဲ့ဦးဆောင်တယ်ဘာကာကပြန်ခြေပပြီး88မိနစ်မှာဦးဆောင်ကိုပါထပ်သွင်းလိုက်တာပါအင်တာမီလန်တို့ပြန်လာနိုင်မှုလမ်းစာကအရန်နှဲသွားခဲ့ပါတယ်ဒါပေမဲ့သူတို့ရအောင်လုပ်ခဲ့တယ်မိုးရဲရေတဲ့ရောက်သွားတဲ့အင်ရှင်တွေကိုကယ်တင်ပေးခဲ့တာကတိုက်စစ်ကစားသမားတွေမဟုတ်ပဲအသက်38နှစ်အရွယ် CB ဖြစ်တဲ့အချာပြပါပဲ63မိနစ်မှာ Danfree Penalty Area ရဲ့ခင်းပေးတာကိုတိုက်စစ်အထိတက်လာတဲ့အချာပြကပိတ်သွင်းခဲ့တာဖြစ်ပြီးဘာစီလိုနာခန့်စစ်က Garrett Martin က Danfree ရဲ့ physical အားသာချက်ကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး နှစ်ကြော့ပေါင်း3390တူညီသွားလို့အချိန်မှဆက်ကစားခဲ့ပြီး69မိနစ်မှာတာရီမီပေးတာကနေပြီးတော့ Fractal C ကလာလာပါပါကိုတင်ခဲ့လို့ Inter Milan က439နဲ့အနိုင်ရခဲ့ပါတယ်။အချိန်ပေါ်မှာအနိုင်ကိုကထပ်သွင်းပြီးဘောလုံးပွဲကိုတက်ခဲ့ပါတယ်။သူတို့ကို Champions League ဘောလုံးပွဲမှာနောက်တစ်ချိန်မြင်ရပါပြီ။ Inter Zaki Inzaghi လက်အောက်မှာဘောလုံးပွဲတက်တာနှစ်ချိန်ရှိပါပြီ။ဘာကာကတော့တကယ့်ကိုအယုံကျိုးပြတ်ပါပဲ။ခဲလီတို့များတဲရကြပြီးကြိုးစားခဲ့တဲ့များအရာမထင်ခဲ့တာပါ။ သူတို့နဲ့လည်းဘောလူပွဲကထိုက်တန်ခဲ့ပါတယ်။ဒါပေမဲ့မိနစ်ငဲငယ်လေးကိုသူတို့မထိန်နိုင်ခဲ့လို့ပေးဆက်မှုကြီးမားသွားခဲ့ရပါတယ်။တကယ့်ကိုကြည့်ကောင်းခဲ့တဲ့ပွဲပါပဲ။အခုပွဲကနှစ်ကြော့ပေါင်း900လက်ခုနှစ်6ဂိုးတိရှိခဲ့တာကြောင့်ချန်ပီယံလိပြိုင်ပွဲတမိုင်းတစ်ချက်ဆီမီဖိုင်နယ်အဆင့်မှာ2018ရာသီလုံးကလီဗာပူးခုနှစ်ဂိုး6ဂိုးရိုမပွဲနဲ့တူနှစ်ကြော့ပေါင်းတွင်းကုန်များဆုံးဖြစ်ခဲ့ပါတယ်။ အင်တာမီလန်တင်ကတော့၃နှစ်အတွင်းချန်ပီယံလိပိုလိုပွဲကိုဒုတိယအကြိမ်မြောက်တက်ရောက်သွားပြီးဒီတစ်ကြိမ်မှာတော့ဖလားကင်မြောက်ခွင့်ရမလားဆိုတာကတော့စောင့်ကြည့်ရမှာပါပဲ။ဘာစီလိုနာတင်နောက်ခံလုံဂါစီယာကတော့မိမိတို့အသင်းချန်ပီယံလိကနေထွက်ခွာခဲ့ရပြီးမယ်။ဂုံယူရလောက်တဲ့အနေအထားမျိုးနဲ့ကစားနိုင်ခဲ့ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။အာဆနယ်အသင်းကွင်းလယ်ကစားသမား Rice ကတော့ final တက်ဖို့အထင်မှန်မထားရလို့ပြသွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ချယ်ဆီကထွက်ခွာဖို့ပြင်ဆင်နေတဲ့ Felix ကို Brazil Club Flamengo ကချိတ်ဆက်ထားပါတယ်။ ဘတ်တစ်ကအန်တိုနီကိုစတင်ကမ်းလှမ်းခဲ့ပေမဲ့မန်ယူအသင်းကအဆိုပါပမာဏကိုအကြိုက်မတွေ့ခဲ့ကြောင်းသတင်းရရှိပါရယ်။ဘာစီလိုနာတောင်ပံကစားသမားရာဖင်ညာကတော့အရင်နည်းပြဟောင်းဇာဗီကမိမိကိုယုံကြည်ခြင်းမရှိခဲ့ကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါရယ်။ Atletico Madrid အသင်းကအသင်းတိုက်စစ်မှု Everest ကိုအပြည့်အဝပံ့ပိုးပေးနိုင်ဖို့မန်ယူတောင်ပံကစားသမားအန်တိုနီကိုခေါ်ယူလိုနေပါရယ်။မန်ယူအသင်းကအသင်းသမိုင်းတစ်လျှောက်6ရောင်းမြောင်ဈေးအကြီးဆုံးအဖြစ်ဘာစီလိုနာနောက်ခံလို့အာရူဂျိုကိုယူရိုတန်း80တီပေးချေခေါ်ယူလို့နေပါတယ် Man City သင်းက Real သင်းကနေထွက်ဖို့ရှိနေတဲ့ Rodrigo ကိုခေါ်ယူဖို့စောင့်ကြည့်နေကြပါတယ်။ Arsenal သင်းကလည်း Real တိုက်စစ်အစုအဖွဲ့ကလေးက DS ကိုခေါ်ယူလို့နေကြောင်းသတင်းရရှိပါတယ်။ Aston Villa သင်းကတော့လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရခဲ့ပါက Rashford ကိုပေါင်တန်း40နဲ့အ ਨੇ စုံပေးချေခေါ်ယူသွားရမှာပဲဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးမှာကတော့ Newcastle အသင်းရဲ့ Sweden လက်ရွေးစင်တိုက်စစ်ကစားသမား Alexander Isak ကတော့ Liverpool သင်းရဲ့အခုနွေရာသီအတွက်ထိတ်တန့်တိုက်စစ်မှုပြတ်မှတ်ဖြစ်နေပါရဲ့။ ဒါပေမဲ့လီဗာပူးကတခြားသောရွေးချယ်ကြတွေကိုလည်းစီရင်ပြုစုထားဖြစ်ပါတယ်။တခြားပြိမတ်တွေကတော့ Yorkies, Sporting, Hugo Alkid, Frambux, Dilag, Ewester, Victor Osimhen, Napoli တို့ဖြစ်ပါတယ်။လီဗာပူးသင်းရဲ့အသက်22နှစ်အရွယ်ခန်းစစ်ကစားသမား Quansack ကတော့အခုနေရာဒီမှာ Alfie ကိုဆုံးခွာသွားဖို့အတော်လေးရာခိုင်နှုန်းများနေတယ်လို့သိရပါတယ်။လီဗာပူးဘက်ကခန်းစစ်မှုအသစ်တွေကိုအသင်းထံခေါ်ယူသွားမှာဖြစ်ပြီး Quansack အတွက်ကမ်းလှမ်းမှုတွေကိုလည်းမျှော်လင့်ထားတယ်လို့သိရပါတယ်။ ကွန်ဆက်ကိုပရီးမီယာလိဂ်ကလပ်ညူကာဆယ်အသင်းကစိတ်ဝင်စားမှုပြသထားဖြစ်ပြီးဂျာမနီဘက်ကကလပ်တွေကလည်းစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။အင်တာမီလန်အသင်းကတော့မာဆေအသင်းရဲ့ဘရာဇီးတောင်ပံကစားသမားလူးဝစ်ဟန်နရီကွစ်နဲ့ပုဂ္ဂိုလ်ရာသဘောတူညီမှုတည်းရယူနိုင်ခဲ့ပြီလို့သိရပါတယ်။နောက်တစ်ဆင့်ကတော့မာဆေးအသင်းနဲ့သဘောတူညီမှုရဖို့ကြိုးစားမှာဖြစ်ပြီးအင်တာမီလန်ဘက်ကဆယ်ရက်အတွင်းအပိသက်နိုင်ရန်ကြိုးစားသွားမယ်လို့သိရပါတယ်။ ဘူပါဟန်တန်အသင်းကလည်းလီဗာပူးအသင်းရဲ့ကွင်းလည်ကစားသမားအီလီယော့ကိုခေါ်ယူနိုင်ဖို့စုံစမ်းမေးမြန်းမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။လီဗာပူးဘက်ကသူတို့ကစားသမားကိုရောင်းချဖို့လမ်းဖွင့်ထားပြီးပေါင်တန်း90သတ်မှတ်ထားဖြစ်ပါတယ်။ခရစ်စတီယာနိုရော်နယ်ဒိုရဲ့သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာကိုပေါ်တူဂီ U15 လက်ရေးစင်အသင်းကရွေးချယ်ခေါ်ယူလိုက်ပါတယ်။ဒါကရော်နယ်ဒိုဂျူနီယာအတွက်ပထမဆုံးနိုင်ငံလက်ရေးစင်အသင်းဝတ်စုံကိုဝတ်ဆင်ကစားခွင့်ရတဲ့အခွင့်အရေးဖြစ်ပါတယ်။ လေးပါးကုစင်အသင်းရဲ့ဂျာမနီလက်ရေးစင်ကွင်းလယ်တိုက်စစ်ကစားသမား Florian Wirtz ကသူ့အနေနဲ့ Man City အသင်း၊ Real အသင်းတို့ကိုပြောင်းမှုထက် Bayern Munich အသင်းကိုသာပြောင်းရွှေ့ကစားလို့ကြောင်းနီးပြ Xavi Alonso ကိုအတိပေးထားတယ်လို့သိရပါတယ်။ Lampard ရဲ့ Coventry ကတော့ Premier League ကိုတန်းတက်ခွင့်ရဖို့အတွက် Playoff ကစားရတော့မှာပါ။မနေ့က League Championship ရာသီအဆုံးသတ်ချိန်မှာ Coventry ကအဆင့်9နေရာနဲ့ရာသီသိမ်းနိုင်ခဲ့ပါတယ်။ League Championship ရဲ့သက်မှတ်ချက်အရအဆင့်3ကနေအဆင့်6အထိ အသင်း၄တင်းကပရီးမီးယားလီဂ်တန်းတက်ခွင့်အတွက်ပလေးအော့ဖ်ကစားရမှာပါ။အလန်ပတ်ရောက်ခါစားအချိန်မှာဒီအသင်းကလီဂ်ချန်ပီယံရှစ်တန်းဆင်းဆုံးရဲ့အထက်အဆင့်ဆက်ကွန်မှာရပ်တည်နေရဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပြီးပရီးမီးယားလီဂ်တန်းတက်ခွင့်အတွက်ပလေးအော့ဖ်တနေရာကိုပါရလိုက်တာပါ။ပလေးအော့ဖ်ဆီမီဖိုင်နယ်နှစ်ကြော်မှာစန်တလန်နဲ့ကစားရမှာဖြစ်ပါတယ်။ဒါဗီကိုကင်တွယ်ခဲ့တော့ကပရီးမီးယားလီဂ်တန်းတက်ခွင့်အတွက်ပလေးအော့ဖ်ကနေနောက်ပြန်လှည့်ခဲ့ရပေမဲ့အခုကိုဗင်ထရီမှာတော့ လမ်းဘက်တစ်ယောက်ကရှေ့ကနေအစင်လာဇိုးကိုပယ်ဖြတ်နိုင်မလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေရပဲဖြစ်ပါတယ်ပရိသတ်ကြီးဂုတင်ဆက်ပေးမှာကတော့အာဆင်နယ်အတွက်သတင်းစိုးပါခဲ့တဲ့အန်ရစ်ပါ PSG အသင်းကြီးပြအန်ရစ်ကတော့အခုလာမယ့်အာဆင်နယ်နဲ့ပွဲမှာအထူးကစားသမားတမ်ဘီလင်းပါဝင်လာဖို့ရှိနေကြောင်းအာဆင်နယ်ကိုသတင်းပေးသွားခဲ့ပါတယ်အစောပိုင်းလုံးကထွက်ပေါ်လာတဲ့သတင်းတွေအရတမ်ဘီလီတယောက်အခုလာမယ့်ဒုတိယအကြော့ကိုဒဏ်ရာကြောင့်လွဲချွာရဖို့ရှိနေပေမယ့် အခုတစ်ခေါက်အန်ရစ်ရဲ့ပြောဆိုချက်ရာအာဆင်နယ်ရဲ့အတွက်အတော်လေးကောင်းခဲစရာဖြစ်လာခဲ့ပါတယ်။အန်ရစ်ကသူ့တင်းနဲ့ပြန်လေးချင်တာနှိမ့်တောင်ရှိနေပါပြီ။မနက်ဖြန်သူ့အဆင်နှင့်ဖြစ်နေမှာပါဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ဒါအပြင်အသင်းပေါ်ဟာကီမီကလည်းတမ်ဘီလီမြန်မြန်ဆန်ဆန်ပဲတက်တာလာခဲ့ကြအောင်အတိပေးပြောဆိုသွားခဲ့ပြီးတမ်ဘီလီကိုယ်တိုင်ကလည်းတတောင်းတတာခန်းစားနေရကြအောင်ထပ်မံအတိပေးသွားခဲ့ပါတယ်။တမ်ဘီလီကပရမအကျော်တလုံးတဲသောအနိုင်ကိုကိုသွင်းယူပေးခဲ့သလို လက်ရှိရာသီ PSG မှာထင်မှန်မထားလောက်တဲ့စွမ်းဆောင်ရည်တွေပြသနေရကြောင်းအကဲ၍ချန်ပီယံလိဖလာရခဲ့ပါကဘလုံးဒေါ်စီအတွက်မျှော်မှန်းခွင့်ရရှိသွားမှာဖြစ်ပါတယ်။အဆင့်နဲ့တင်းနီးပြအဒီတာကတော့ချန်ပီယံလိဖိုင်နယ်ရောက်ဖို့တသိန်းလုံးသက်ဆွမ်းအောင်လုပ်တဲ့အထိစိတ်တက်မျိုးထားဖို့အတင်းသားတွေကိုတတိပေးသွားခဲ့ပါတယ်။ honorio လက်ထပ်ပြီးတဲ့နောက်မှာတော့ champion league final နဲ့အတော်လေးအလှမ်းဝေးကွာနေတဲ့ခန်းသားတွေက အခုတစ်ခေါက်မှာတော့အကောင်းဆုံးအခွင့်အရေးတွေပိုင်ဆိုင်ထားပြီး PSG ကွင်းမှာမထင်မထားတာတွေလုပ်ပြနိုင်မှုသွေးဆူနေကြပါတယ်။ပရမကျော့အိမ်ကွင်းမှာ0-1နဲ့ရှုံးထားပြီးမယ်။အာတီတာတို့တက်ဖွဲ့လုံးစိတ်သက်ကြနေမှာမဟုတ်ပဲရှိသမျှအားကုန်ထုတ်ကစားနိုင်ခဲ့ပါက final တက်လမ်းဖို့အာတီတာကယုံကြည်ထားပါတယ်။အာတီတာကကျွန်တော်တို့စောင့်မျှော်နေရတဲ့အနေရက်ကရောက်လာခဲ့ပါပြီ။ Champions League final မှာကစားဝင်ရမယ့်အခွင့်အရေးမျိုးတွေကျွန်တော်တို့အပြည့်အဝပြင်ဆင်ထားပြီးစိတ်လှုပ်ရှားမှုတွေမြင့်တက်နေပါတယ်။ အဲ့ဒီလိုအခွင့်အရေးမျိုးရနေတဲ့အတွက်ဒီလိုအချိန်မျိုးမှာအသက်ကိုပေးပြီးကစားသွားကြရမှာပါဆိုပြီးပြောဆိုသွားခဲ့ပါတယ်စူပါကွန်ပျူတာကတော့အာဆနယ်ဖိုင်နယ်တက်ဖို့20ရာခိုင်နှုန်းသာရှိနေကြောင်းခံမမှုတွေပြုလုပ်ထားသလိုတကဘာလုံးကလည်း PSG ဘက်ကပဲပုံမမဲပြီးရွေးချယ်ထားတာကြောင့် Real နဲ့ပွဲတော်ကလိုအခိုက်အတန့်မျိုးကန်းသားတွေပြန်လဲဖန်ဆင်းနိုင်အောင်မလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Arsenal ကန်ဝင်နီးပြကြီး Arsenal ဝင်းကားကကန်းသားတွေကဒုတိယအကြောင်းမတိုင်ခင်စိတ်ပိုင်းဆိုင်ရာပြဿနာမရှိတာက PSG ထက်အားသာချက်ဖြစ်တယ်လို့ယုံကြည်နေပါတယ်။ PSG ကပထမကြော်အမေရိကပွဲစဉ်မှာဂျာမနီရဲ့အစောပိုင်းတွင်းကိုကြောင်1-0နဲ့အနိုင်ရခဲ့တာဖြစ်ပြီးအဲ့တဲ့တွေကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမဲ့ဂန်းနာတွေကတည်ရချအောင်လို့ပိုအခွင့်အရေးရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းနှစ်ကြိမ်စလုံးကိုဒိုနာရမကရက်တက်နိုင်ခဲ့ပြီးဘာကိုလာနဲ့ဂွန်ဆာလိုရာမို့စ်တို့ကလည်းဂိုးပိုပြတ်နိုင်မဲ့အခွင့်အရေးတွေကိုဖြုံးပြီးဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ PSG တင်းကအော်တိုဘာလာရောငါလီအက်ဆင်မှာအာဆင်နယ်ကို2-0နဲ့ရှုံးနိုင်ခဲ့တာဖြစ်ပြီးအာဆင်နယ်နဲ့ပွဲမှာပါဝင်ခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာမပါဝင်ခဲ့တဲ့ချမ်ပီလီကဒီတစ်ကြိမ်မှာလည်းတိုက်တိုက်ဆိုင်ဆိုင်ထပ်မံလွဲချော်တော့မှာဖြစ်ပါတယ်။လီအဆင်တော်က PSG ကအာဆင်နယ်ကိုချမ်ပီလီမပါဘဲနဲ့ကစားခဲ့ဘူးတယ်ဆိုတာမမေ့ပါနဲ့။ချမ်ပီလီကအသင်းအစည်းအဝေးကိုရောက်မလာတာရဲ့သူတို့ခရီးထွက်တဲ့အချိန်မှာလည်းနောက်ကျနေလို့အပြစ်ပေးတဲ့အနေနဲ့လူစင်းကနေထုတ်ခဲ့ပါတယ်။ခမညာလူဝစ်အန်နီကေပြောတဲ့စကားကြားလား။အဲ့ဒီနေ့မှာသူအပြစ်ပေးခဲ့တဲ့ဆုံးဖြတ်ချက်ကြောင့်မလို့ဒမ်မီလီကဒီနေ့အချိန်လေးလိုပြောင်းလဲလာနိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီတုန်းကလည်းလုံးဝမတူတဲ့ကစားသမားဖြစ်လာပြီးဒီလိုဂိုးတွေသွင်းလာနိုင်ခဲ့တာ ပြီးတော့ဗီတညာကလည်းကွင်းလယ်မှာဆရာတက်စုဖြစ်လာခဲ့လို့ကျွန်တော်ပြောလို့ရပါလိမ့်မယ်။သူကသူတို့ကိုဘောလုံးပိုင်ဆိုင်မှုရထားချိန်မှာတည်ငြိမ်မှုရစေပါတယ်။ Louis Enrique ကဘောလုံးပိုင်ဆိုင်မှုလိုချင်တဲ့သူဆိုတာခင်ဗျားလည်းသိပါတယ်။သူတို့ကသူတို့ကွင်းလယ်ကို Yao Naf, Vitinha, Fabian Ruiz တို့နဲ့ပြုပြင်ပြောင်းလဲခဲ့ပါတယ်။စပိန်ကွင်းလယ်ပုံစံနဲ့နဲ့ဖြစ်ခဲ့ပြီးကစားပုံကောင်းတယ်။သူတို့ကအခုဆိုရင်ဟန်ချက်ကပိုကောင်းလာတယ်။ဘာလို့လဲဆိုရင်တောင်မန်တစ်ဖက်က Nuno Mendes နဲ့တခြားတစ်ဖက်က ဟာကီမီရိုကအချန်ပြန်လိမှာသူမတူအောင်ကောင်းမွန်နေလို့ပါအဥဆောင်ထားနိုင်မှုကိုကာကွယ်ဖို့အဓိကထားရမှာက PSG ရဲ့ DNA နဲ့စန့်ကျင်နေပြီး Henry K အတွက် Henry K အနေနဲ့ဒုတိယကျောပွဲအတွက်နီးပြွာပိုင်းနဲ့ပတ်သက်ပြီးအလွန်ရှင်းလင်းနေမှာဖြစ်မယ်လို့ယုံကြည်နေပါတယ်ချန်ပြန်လိမှာစိတ်ဝင်စားဖို့ကောင်းတာကခမည်းကအဝေးကွင်းသွားကစားပြီးဒုတိယကျောအင်ကွင်းမှာပြန်ကစားရမယ်ပွဲမစခင်အချိန်တိုင်းမှာစိတ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းနေရပါတယ်အာဆင်နယ်အတွက်အားသာချက်ကတော့စိတ်ပိုင်းဆိုင်ရာပြဿနာကလွဲကူနေရပါ သူတို့သွားကစားပြီးအနိုင်ရအောင်စူးစမ်းရုံပါပဲ PSG အတွက်အစိတ်ပိုင်းဆိုင်ရာပြဿနာကငါတို့တွေဒီပွဲကိုအနိုင်ကစားရမှာလားဒါမှမဟုတ်ငါတို့အသာစီးရထားတာကိုကောက်ွယ်ပြီးသူတို့ကိုတံပြန်တိုက်စစ်နဲ့ကစားရမှာလားဆိုပြီးရှုပ်ထွေးနေရပါပဲအဲ့ဒီတော့ခမရအသင်းကိုပေးရမယ့် message ကအရန်ကိုရှင်းလင်းနေရမှာပါဒါအပြင်အသင်းထဲမှာရှိတဲ့သူအားလုံးကခမရနဲ့အတူလာရောညီတွေဖြစ်နေမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူတို့တွေအသာစီးရထားတာကိုကောက်ွယ်ပါမယ်ဆိုရင်အသင်းရဲ့ DNA နဲ့နည်းနည်းစန့်ကျင်တယ်လို့ဖြစ်နေမှာမဟုတ်ပါဘူး အဲ့ဒီတော့ Louis Enrique ကအသင်းသားတွေကိုငါတို့တွေနောက်ထပ်နိုင်ဝဲတွဲယူရမယ်လို့ပြောပါလိမ့်မယ်။ဘလူပွဲကစိတ်ထဲမှာရှိနေပြီးအင်ကွင်းမှာကစားရတဲ့အခါမှာလည်းအဲ့ဒါရဲ့လွှမ်းမိုးမှုမခံရတဲ့ခံယူချက်မျိုးနဲ့ကစားနိုင်မှုကအရန်ခက်ခဲပါလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်ပရိသတ်ကြီး။အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာရီမှာစောစောလေးလေးကြည့်ရှုနားဆင်လို့ကျမတို့ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ ပြည်သူကြီးနောက်တစ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးသတင်းတွေကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်ဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတူတင်ပါတယ်ရှင်